ဆော်ဒီအာရေဗျာဆိုတာရှေလျားတဲ့တမိုင်းကြောင်းတွေဆွဲမက်ဖွဲရာယဉ်ကျေးမှုတွေနဲ့အဲဝတ်ကြေပင်မှုမှာကဘာကျော်မှုတွေစတာတွေနဲ့ပြည့်နှက်နေတဲ့ဘရင်နိုင်ငံတစ်ခုပါဒီနေ့ခေတ်မှာတော့ဆော်ဒီအာရေဗျာဟာကဘာအကြီးဆုံးရေနံတင်ပို့တဲ့နိုင်ငံအဖြစ်လူသိများလာသလိုကဘာအကြီးဆုံး green hydrogen project ကြီးနဲ့ကမ္ဘာပထမဆုံးသော AI smart city ကိုလည်းတည်ဆောက်နေတဲ့နိုင်ငံတစ်ခုဖြစ်လာပါတယ်။ ဒါကြောင့်ဆော်ဒီအာရေဗျားဟာနီးပညာကိုအခြေခံတဲ့အနာဂတ်သစ်တစ်ခုစီကိုဥတီနေတယ်ဆိုတာလေထင်ရှားလာပါတယ်။ Digital ဘင်းနိုင်ငံတော်လို့လည်းတင်စားခေါ်ဝေါ်ကြတဲ့ဆော်ဒီအာရေဗျားဟာအဘအကြီးဆုံး Smart City တိဆောက်ရေးရနေစလို့အစိုးရရဲ့အဓိက လုပ်ငန်းစဉ်တွေကိုစီးပွားရေးစား data တွေကိုအသုံးပြုပြီးတော့ပြောင်းလဲနေတာပါ။ဆိုလိုတာဆော်ဒီအာရေဗျရဲ့စီးပွားရေးပုံစံဟာနီးပညာနဲ့တီထွင်ဖန်တီးမှုတွေစီကိုအရှိန်ဟုန်နဲ့ရွေရှားနေတာဖြစ်ပါတယ် ဆော်ဒီမှာရှိတဲ့အရေးချင်းပြည့်ဝတဲ့လူငယ်တွေရှေ့ဆက်ပေါ်ပေါက်လာမဲ့အခွင့်အလမ်းတွေနဲ့ဤပညာကိုအဓိကထားတဲ့လှုပ်ဆောင်ချက်တွေကိုပေါင်းစပ်ပြီးတော့ဆော်ဒီအတွက်အနာဂတ်အသစ်တစ်ခုကိုဖန်တီးနေကြတာပဲဖြစ်ပါတယ်။ဒီအကြောင်းတွေနဲ့ပတ်သက်လို့အနာဂတ်ဤပညာတွေကိုလေ့လာသုံးသပ်ပေးနေတဲ့ YouTuber တယောက်ဖြစ်တဲ့ Iran Khan ကဆော်ဒီရဲ့အစိုးရပိုင်းကထိတ်တန့်ပညာရှင်တွေ ပုပ်ပလိကကဏ္ဍဦးဆောင်သူတွေကမ္ဘာအဆင့်နည်းပညာကုမ္ပဏီတွေအပြင်တခြားသောနည်းပညာရှင်တွေနဲ့တွေ့ဆုံပြီးတော့ Digital ဘရင်နိုင်ငံတော်ရဲ့တိုးတက်ပြောင်းလဲလာပုံတွေကိုလေ့လာသုံးသပ်ထားတာတွေရှိပါတယ်။ဒါတွေကိုအခြေခံပြီးတော့ Saudi ရဲ့2030 Vision အကြောင်းကိုဒီနေ့မှမိတ်ဆွေတို့နဲ့အတူတူဆွေးနွေးသွားဖို့ရှိနေပါတယ်။မိတ်ဆွေများအားလုံးပဲမင်္ဂလာပါ AI Learning မြန်မာအနေနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ် ဆော်ဒီအာရေဗျနိုင်ငံကတော့2030ပြည့်နှစ်မှာပဲသူတို့နိုင်ငံကိုကမ္ဘာပေါ်မှာ AI နည်းပညာဖွံ့ဖြိုးတိုးတက်ရေးနဲ့လက်တွေ့အသုံးချရေးမှာအခရာကျတဲ့ပြရောက်တစ်ခုအနေနဲ့ဖြစ်လာစေဖို့အတွက်အခုတည်းကမဟာဗျူဟာတွေချမှတ်လှုပ်ဆောင်နေကြတာလည်းဖြစ်ပါတယ်။ဒီမှန်းချက်ကိုအကောင့်ထဲပေါ်ဖို့တာဝန်ယူထားတဲ့အထဲမှာအရေးကြီးဆုံးတစ်ခုကတော့စာဒါရာလို့တူောက်ခေါ်ကြတဲ့ Saudi Data and Artificial Intelligence Authority Saudi Data နဲ့ညံရီတူ Agency ပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်အားမှာတည်ထောင်ခဲ့တာဖြစ်ပေမဲ့လာပိုင်းအတွင်းမှာပဲမယုံနိုင်လောက်စရာတိုးတက်မှုတွေကိုရရှိခဲ့ပါတယ်။အထူးသဖြင့်ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ COVID-19 ဖြစ်ပွားနေချိန်မှာပြည်သူတွေအတွက်အသုံးဝင်တဲ့ mobile application တမျိုးကိုဖန်တီးပေးခဲ့တာထင်ရှားတဲ့တာဒကတစ်ခုပါ ဒါအပြင်အစိုးရအနေနဲ့လည်း AI နဲ့ cloud နည်းပညာတွေလိုမျိုးခင်မီနည်းပညာတွေကိုအသုံးချပြီးတော့ရရှိလာတဲ့ data တွေကိုအများပြည်သူတွေရဲ့နေစဉ်ဘဝမှာအကျိုးရှိရှိအသုံးချနိုင်ဖို့အလေးထားဆောင်ရွက်နေကြပါတယ်။ဒီလိုနည်းပညာကိုအခြေခံတဲ့ GH စနစ်တစ်ခုတည်ဆောက်နိုင်ဖို့ဆိုတာအဖွဲ့အစည်းတစ်ခုတည်းနဲ့တော့မလုံလောက်ပါဘူး။ဒါကြောင့်လည်းတခြားသောအဖွဲ့အစည်းတွေပါပါဝင်လာကြရပါတယ်။ NDMO ဆိုတဲ့ data နဲ့ AI ဆိုင်ရာမူဝါဒတွေဥပဒေတွေရေးဆွဲပြဋ္ဌာန်းပေးတဲ့အဖွဲ့ NCAI ဆိုတဲ့သုတေသနနဲ့စမ်းသစ်တီထွင်မှုတွေလှုပ်ဆောင်ပြီးတော့စီးပွားရေးကိုမြင့်တင်နိုင်မဲ့နည်းလမ်းတွေရှာပေးတဲ့အဖွဲ့နဲ့ NIC လို့ခေါ်တဲ့ AI မှ data စီမံကိန်းတွေကိုအကောင့်ထဲပေါ်ပြီးတော့ကဏ္ဍအသီးသီးအတွက် infrastructure တွေတည်ဆောက်ပေးတဲ့အဖွဲ့တွေလည်းပါဝင်လာပါတယ် ဒီလိုအဖွဲ့အစည်းအသီးသီးရဲ့လုံဆောင်ချက်တွေကိုတော့စာဒါရာစနစ်တကျညှိနှိုင်းပေါင်းဆက်ပေးပြီးတော့အမျိုးသားရေးဆိုင်ရာရည်မှန်းချက်တွေစီကိုမှန်မှန်ကန်ကန်ခြိတက်နေကြတာပါတကယ်တော့ data ဆိုတာဒီနေ့ခေတ်မှာရေနံအစ်စ်တမျိုးလိုပါပဲကမ္ဘာနည်းပညာရဲ့ဥဆောင်နိုင်ငံအသီးသီးဟာ data ရဲ့အရေးပါမှုတွေကိုနားလည်လာကြပြီးတော့ data စုဆောင်းတာစီမံခန့်ခွဲတာနဲ့ အဲ့ဒီ data တွေကနေအကျိုးရှိတဲ့နည်းပညာတွေကိုဖန်တီးကြခြင်းအပြင် data တွေဟာသက်ဆိုင်ရာနိုင်ငံအသီးသီးရဲ့အဖိုးတန်နဲ့ပိုင်ဆိုင်မှုတွေဖြစ်လာကြပါတယ်။ Saudi Arabia ကလည်းဒီ data set တွေကိုအကျိုးရှိရှိအသုံးချပြီးတော့ပညာရေးနဲ့ဈေးကွက်စီးပွားရေးကဏ္ဍတွေရဲ့ decision maker တွေအတွက်အခြေခံအချက်အလက်တွေအားစလို့ရှုပ်ထွေးတဲ့မေးခွန်းတွေအထိပါဖြေဆိုပေးနိုင်တဲ့ machine learning structure တွေကိုတိစောက်လာနိုင်ခဲ့ပါတယ်။ ဥမာအတိချမှတ်ပေးဖို့ရှိနေတဲ့မူဝါဒတွေရဲ့တက်ရောက်မှုတွေကိုကြိုတင်လေ့လာစမ်းသပ်ကြည့်နိုင်ဖို့အတွက်ကွန်ပျူတာဆီမူလေတာတွေကိုအသုံးချပြီးတော့အရင်ဆုံးစမ်းသပ်ကြည့်လာနိုင်တာမျိုးပါပြီးခဲ့တဲ့10နှစ်15နှစ်အတွင်းမှာထောက်လျှောက်ရင်းနှီးမြှုပ်နှံထားတဲ့ Sodia Digital အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွေဟာအခုတော့အသေးအပွင့်တွေလည်းထွက်ပေါ်လာကြပါပြီ အဲ့ဒီထဲကအထင်ရှားဆုံးတစ်ခုကတော့ Nafat Digital မှတ်ပုံတဲ့စနစ်ပဲဖြစ်ပါတယ်။သူက single sign-on လို့ခေါ်တဲ့ SSL စနစ်ဖြစ်ပြီးတော့အဲ့ဒီမှာတကြိမ်မှတ်ပုံတင်ထားလိုက်ုံနဲ့အစိုးရအပါအဝင်သူတို့နဲ့ပေါင်းဆက်လုပ်လုပ်နေကြတဲ့ public အဖွဲ့အစည်းတွေရဲ့ mobile app ပေါင်းများစွာကိုပါအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီစနစ်ကြောင့် sorry မှာပြည်သူတွေရဲ့ data ကိုလုံခြုံစေဖို့နဲ့အရေးကြီးဆုံးအချက်အနေနဲ့ပြည်သူတွေဆီကနေရယူထားတဲ့ဘဲသတင်းအချက်အလက်ကိုမစိုးကိုရေးကိုယ်တာလုံခြုံမှုနဲ့ data ကာကွယ်မှုတွေကိုအစိုးရအပြည့်အဝလှုပ်ဆောင်ပေးသွားနိုင်ပါတယ်။နောက် public application တွေအနေနဲ့လည်း identity access management တွေကိုတိကျတိဆောက်ထိန်းသိမ်းဖို့မလိုတော့တဲ့အတွက်ကုန်ကြမ်းစရိတ်တွေတတ်တာသွားစေပါတယ်။ ဒါကြောင့်ဒီစနစ်က user တွေအတွက် တာမကပဲနဲ့ဖွဲ့စည်းတွေအတွက်လည်းကုန်ကြစရိတ်တတ်တာစရဖြည့်ရှင်းချက်တစ်ခုဖြစ်သွားပါတယ်။လက်ရှိမှာ NAVAC ကိုအသုံးပြုသူပေါင်း18တန်းကျော်တဲ့အထိရှိလာနေပြီးတော့အဖွဲ့အစည်းအနေနဲ့ဆိုရင်တော့300ကျော်ရှိလာပါပြီ။အသုံးပြုသူတွေနဲ့အဖွဲ့အစည်းတွေပုံများလာလေလေအစိုးရနဲ့ public ကဏ္ဍတွေရဲ့ချိတ်ဆက်မှုတွေကလည်းပိုအားကောင်းလာလေလေဖြစ်လာမှာပါ။ဒါအပြင်သုံးဆွဲသူတွေစီကနေအနာဂတ်နည်းပညာအတွက်အရေးပါဆုံးဖြစ်တဲ့အရေးသွေးကောင်းမွန်တဲ့ data တွေလည်းအများကြီးရလာစေပါတယ် လက်ရှိကဘာမှာဖြစ်ပြနေတဲ့အရာအားလုံးမှာ data အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေတာပါမီးပိုင်အနေနဲ့လမ်းမတွေကနေတော့ data ကိုထုတ်လုပ်ပေးနေပါတယ်ဆော်ဒီယာအချိန်တို့အတွင်းမှာရရှိလာတဲ့ AR မှာ data စီမံခန့်ခွဲမှုတွေကိုလည်းအောင်အောင်မြင်မြင်လှုပ်ဆောင်နိုင်တဲ့နိုင်ငံတစ်ခုပါအထူးသဖြင့်ဆော်ဒီမှာနှစ်စဉ်ကျင်းပလေ့ရှိတဲ့အစ္စလမ်ဘာသာဝင်တို့ရဲ့ဖျားဖုခီးစဉ်ဖြစ်တဲ့ Hajj Gala အတွင်းမှာပါ ကဘာတဝမ်းမွတ်စလင်တန်းပေါင်း20ကျော်တို့ဟာမက္ကာမြို့ကိုရောက်လာကြပြီးတော့အဲ့လောက်များပြားလာတဲ့ data နဲ့သတင်းအချက်အလက်တွေကိုစီမံခန့်ခွဲနိုင်ဖို့ဆိုတာတကယ်ကိုစိန်ခေါ်မှုကြီးတစ်ခုပါဒါမဲ့သူတို့ဒါကိုကောင်းကောင်းစီမံခန့်ခွဲနိုင်ခဲ့ကြပါတယ် COVID-19 ဖြစ်နေကြတဲ့အချိန်တွေကလည်းစော်ဒီမှာနှီးပညာကိုကောင်းကောင်းအသုံးချခဲ့ကြပါတယ်ထာဝရခန္ဓာ mobile app ဟာဆိုရင်ကာယောကထိန်းချုပ်ရေးမှာအဓိကအခန်းကဏ္ဍအနေပါဝင်ခဲ့ပါတယ် အစပိုင်းမှာတော့နေကျော်သွားလာခွင့်အတွက်ခွင့်ပြုမဲ့ထုတ်ပေးရမှာပဲသုံးခဲ့ကြပေမဲ့နောက်ပိုင်းမှာတော့ကျန်းမာရေးအခြေအနေစစ်ဆေးချက်တွေကိုဗစ်ကူးစက်မှုစောင့်ကြည့်ရေးတွေအတွက်ပါအသုံးပြုလာခဲ့ကြပါတယ်တကယ်တမ်းစိတ်ဝင်စားဖို့အကောင်းဆုံးကတော့ Saudi 2030 Vision အကြောင်းပဲဖြစ်ပါတယ်။ Saudi 2030 Vision ဟာသူတို့တွေအစဉ်ဆက်အသုံးပြုလာခဲ့ကြတဲ့ရေနံကိုအခြေခံတဲ့စီးပွားရေးစနစ်ကနေ data နဲ့နည်းပညာကိုအခြေခံတဲ့စီးပွားရေးစနစ်အဖြစ်နဲ့ပြောင်းလဲသွားဖို့ရည်မှန်းထားတာပါ။ ဒီ vision အရဆိုရင်တည်ယူပို့ဆောင်ရေးခရီးသွားလုပ်ငန်းကျန်းမာရေးပညာရေးစတဲ့ကဏ္ဍတွေမှာခိုင်မာတဲ့ digital infrastructure တွေတည်ဆောက်သွားကြဖို့ဖြစ်ပါတယ်အခုလဲဓာရီကိုတည်ဆောက်နေကြပါပြီအဲ့ဒီထဲမှာ NEOM လိုမျိုးဒေါ်လာ900ဘီလီယံတန်ဖိုးရှိတဲ့အနာဂတ်မျိုးတော်စီမံကိန်းအားဆိုရင်အဘအကြီးဆုံးတည်ဆောက်ရေးစီမံကိန်းတွေထဲမှာတော့မှတစ်ခုအပါဝင်ဖြစ်လာခဲ့ပါပြီ ဒါ AI နဲ့နှီးပညာကိုအခြေခံတဲ့ smart city တခုတည်ဆောက်နေကြတာလည်းဖြစ်ပါတယ်။မျိုးတော်တစ်ခုလုံးကိုဉာဏ်ရည်မြင့်နှီးပညာတွေဖြစ်ကြတဲ့ AI, IoT, Big Data စတာတွေအသုံးပြုပြီးတော့စီမံခန့်ခွဲသွားတော့မယ်လို့သိရပါတယ်။ လမ်းဘတ်ဆက်သွယ်ရေးစွန့်ရင်အသုံးပြုမှုလုံခြုံရေးနဲ့အမှိုက်စီမံခန့်ခွဲမှုတွေအစအလိုအလျောက်ထိန်းချုပ်သွားဖို့ရှိနေတာလည်းဖြစ်ပါတယ်အထူးသဖြင့်ကားဒရိုက်ဘာမလိုအပ်တဲ့မျိုးပုံစံဖြစ်ပြီးတော့ AI ထိန်းချုပ်ထားတဲ့လျင်မြန်တဲ့တည်ယူပို့ဆောင်ရေးစနစ်နဲ့အတူအများပြည်သူကိုကျေနပ်မှုတွေပေးသွားနိုင်တော့မှာဖြစ်ပါတယ်ဒီအတွက်ဆော်ဒီယာစိုက်ဘာလုံခြုံရေးနဲ့အလိုအလျောက်စနစ်တွေမှာရင်းနှီးမြှုပ်နှံမှုတွေကိုတိုးမြှင့်လှုံ့ဆော်နေပါတယ် ။စွန့်ရင်ရေနံချက်လုပ်ငန်းဓာတုဗေဒပစ္စည်းထုတ်လုပ်ရေးနဲ့ကုန်ထုတ်လုပ်မှုကဏ္ဍတွေမှာလည်းအလိုအလျောက်စနစ်တွေကိုအသုံးပြုပြီးတော့ဒီလုပ်ငန်းတွေပိုပြီးတွင်ကျယ်လာအောင်လှုပ်ဆောင်နေပါတယ်။ဒါပြင် Cyber Security ကဏ္ဍအတွက်လည်းသုံးစွဲသူတွေကိုအသိပညာပေးတာမျိုးတွေလည်းအာယုံဆိုင်လှုပ်ဆောင်နေပါတယ်။အကြောင်းရင်းကတော့ Infrastructure ဘလောက်ပဲကောင်းကောင်း user တအူးတယောက်ချင်းစီရဲ့ဗဟုသုတမကောင်းဆိုရင် cyber တိုက်ခိုက်မှုတွေရှိလာနိုင်အောင်မှမလုပ်ပါ ဆော်ဒီရဲ့လူဦးရေ38ရာခိုင်နှုန်းဟာ14နှစ်အောက်တွေဖြစ်ကြပြီးတော့51ရာခိုင်နှုန်းကတော့အသက်25နှစ်အောက်လူငယ်တွေဖြစ်ကြပါတယ်။ဒီလူငယ်တွေရဲ့စွမ်းအားကိုအသုံးချဖို့အတွက်လဲ King Abdullah University of Science and Technology နဲ့ King Fahd University of Petroleum and Minerals တို့လိုထိပ်တန်းတက္ကသိုလ်တွေမှာလည်းကမ္ဘာအဆင့်မီပညာရှင်တွေကသင်ကြားပေးနေပါတယ်။ Microsoft လိုနည်းပညာကုမ္ပဏီတွေနဲ့ပါပူးပေါင်းပြီးတော့ IoT, AI, Cloud Computing စတဲ့နယ်ပယ်တွေမှာလည်းចောင်းသားပေါင်းတသိန်းကျော်လေ့ကျင့်သင်ကြားပေးခဲ့ကြပါတယ်။ဒါ့အပြင် STEM လို့ခေါ်တဲ့ Science, Technology, Engineering, Mathematics တို့လိုအနာဂတ်အတွက်အရေးကြီးတဲ့ဘာသာရပ်တွေကိုပါအားပေးနေပြီးတော့လူငယ်တွေကိုနိုင်ငံရဲ့ကြီးမားတဲ့ပြဿနာတွေဖြေရှင်းနိုင်စွာရှိလာအောင်ပြုစုပျိုးထောင်ပေးနေပါတယ်။ ဒီအတွက်စိန်ခေါ်မှုတွေကတော့အများကြီးရင်ဆိုင်နေရပါသေးတယ်။ဒါပေမဲ့ရှေ့မှာလည်း data နဲ့ AI နည်းပညာတွေကိုအသုံးချပြီးတော့အောင်မြင်မှုတွေရခဲ့တဲ့တာကတွေလည်းရှိပါတယ်။ဆိုတော့ Saudi Arabia ရဲ့ digital အသွင်ကူးပြောင်းရေးဟာနိုင်ငံတစ်ခုရဲ့ရည်မှန်းချက်ကြီးမားပုံနဲ့နည်းပညာကိုကောင်းကောင်းအသုံးချပြီးတော့အနာဂတ်သေးတစ်ခုကိုဖန်တီးနိုင်စွမ်းရှိတဲ့အကောင်းဆုံးပြရုပ်တစ်ခုအဖြစ်နဲ့ထင်ရှားလာနေပါတယ်။ လူငယ်တွေရဲ့စွမ်းအားနဲ့ပညာရေးကဏ္ဍအတွက်ရင်းနှီးမြှုပ်နှံမှုတွေဟာဆော်ဒီယိုကမ္ဘာအင်အားကြီးနိုင်ငံတစ်ခုဖြစ်လာအောင်ပြောင်းလဲပေးနေတာကိုလည်းအထင်ရှားတွေ့လာနေရပါတယ်ဆော်ရီရဲ့ digital ဘီးယင်းနိုင်ငံတော်စီတို့ခရီးဟာကမ္ဘာနိုင်ငံတွေအတွက်တော့စံနမူနာကောင်းတစ်ခုဖြစ်လာနေပါပြီ။နောက်ဆုံးမှာတော့ smart city တွေရဲ့အဓိကရည်ရွယ်ချက်အတိုင်းပဲပြည်သူတိုင်းအတွက်အရေးသွေးမြင့်မာတဲ့ဘဝနဲ့ပုံမကောင်းမွန်တဲ့အတွေ့အကြုံတွေကိုပါဖန်တီးပေးလာနိုင်တော့မယ်လို့လည်းယူဆရပါတယ်။ဒီပေါ်မှာမိတ်ဆွေတွေရဲ့သုံးသက်ချက်လေးတွေကိုလည်း ကိုမတ်မှာမျှဝေပေးခဲ့ကြပါအောင်ဗျာမိတ်ဆွေများအားလုံးကျေးဇူးများကြီးတင်ပါတယ်ဒီဗီဒီယိုလေးကိုနှစ်သက်တဲ့ဆိုရင်တော့ like လေးနဲ့အားပေးခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေနဲ့အတူပြန်လာခဲ့ပါမယ်နောက်ဗီဒီယိုမှာကျွန်တော် ပြန်တွေ့ကြမယ်